အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အသက်ရှည်ခြင်းကြားကိုလျှော့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်လူနာတွေကိုသူတို့ရဲ့ကြားမာရေးအတွက်လှုပ်ဆောင်စေတဲ့အစွမ်းအထက်ဆုံးပြောင်းလဲမှုတွေတဲကတခုကတော့အပိုထည့်ထားတဲ့ကြားကိုလျှော့ချခြင်းပါပဲဒါကကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုကိုပြုလုပ်ဖို့ပဲဖြစ်ပါတယ်ကြားကိုရက်30ကြာဖြတ်လိုက်တာကတင့်ခန္ဓာကိုအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲ ပြီးတော့ဘယ်လိုစတင်နိုင်မလဲဆိုတာကိုပြောပြခြင်းပါတယ်ပထမဆုံးအနေနဲ့တကြားဖြတ်ပါလို့ပြောတဲ့အခါကျွန်တော်ဆိုလိုတာကအပိုထက်တကြား added sugar တွေကိုဆိုလိုတာပါဆိုတာအချိုရည်တွေတဲကပြောင်းမှုအချိုရည် high fructose corn syrup ဒါမှမဟုတ်ကွေကာအုပ်ထဲကကြံတကြားလိုမျိုးအစားအစာတွေပြုတ်ပြင်ထုတ်လုပ်ထားတဲ့အခါထက်သွင်းထားတဲ့တကြားတွေပါတစ်သီးတွေနဲ့နှုတ်ထွက်ပစ္စည်းတွေမှာသဘာဝအတိုင်းပါဝင်တဲ့ အမြင်ဓာတ်နဲ့အာဟာရဓာတ်တွေနဲ့အတူပါလာတဲ့တရားတွေကိုဆိုလိုတာမဟုတ်ပါဘူး။တရားဖြတ်လိုက်တဲ့အခါသင်္ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲ။နံပါတ်၁ပထမပတ်ဆေးဖြတ်ခြင်းနဲ့အစိတ်ထုတ်ခြင်းကာလဒီဘက်ကအခက်အခဲဆုံးဖြစ်တတ်ပါလေ။သင်္ခန္ဓာကိုယ်ကတရားကနေရတဲ့လင်မြန်တဲ့စွမ်းအင်ကိုအတုံးချနေပြီးသင်အုပ်နောက်ထဲကလည်းတရားကပေးတဲ့ပျော်ရွှင်စေတဲ့ဒိုပါမင်းဟော်မုန်းကိုရရှိနေကြဖြစ်ပါလေ။သင်ဘယ်လိုခံစားရနိုင်ကြလဲ။ တရားစားခြင်းစီပြင်းပြတာခေါင်းကိုက်တာပင်မန်းနွားနေတာစိတ်တူတာတွေခံစားရနိုင်ပါတယ်အချို့လူတွေကတော့တုတ်ကွေးအပျော်စားဖြစ်နေတယ်လို့ခံစားရတယ်လို့ပြောတာယူလည်းရှိပါတယ်ဒါတွေကဖြစ်လေရှိတဲ့လက္ခဏာတွေဖြစ်ပြီးများသောအားဖြင့်ခဏတာပဲကြာလေးရှိပါတယ်ဒီလိုဖြစ်တာကသင်ခန္ဓာကိုယ်ကအပြောင်းလဲနဲ့လိုက်ရောညီထွေဖြစ်အောင်စူးစမ်းနေတာပါအတွင်းပိုင်းမှာဘာတွေဖြစ်နေလဲပထမ၃ရက်လွန်မြောက်ပြီးတဲ့နောက်မှာတော့သင်သွေးတွင်းတခြားဓာတ်ပမာဏဟာအရင်လို တက်လိုက်ကြလိုက်ဖြစ်တော့ပဲတည်ငြိမ်လာပါပြီ။သင်္ခါနာကိုဟာအစီနဲ့ပရိုတင်းလိုမျိုးပိုတင်ငြိမ်နဲ့စွမ်းအင်ရင်းမြစ်တွေကိုအသုံးပြုတတ်လာပါပြီ။နေ့လယ်စာစားပြီးချိန်မှာ အချိုတဲခြင်းစိတ်ကအရန်ပြပြနေနိုင်ပါတယ်။အရင်ကစားနေကြကူကီအစားအခုတော့ပင်မမ်းပြီးစိတ်နည်းနည်းတိုးနေသလိုခံစားရနိုင်ပါတယ်။ဒါကပုံမှန်ပါပဲ။မကြခင်ပျောက်သွားမှာပါ။နံပါတ်1ဒုတိယပတ်အလှည့်ပြောင်းကာလဒီအချိန်နောက်ဆိုရင် အဆိုးဆုံးလက္ခဏာတွေကစပြီးကြော်ပါသွားပါပြီပထမဆုံးကောင်းမွန်တဲ့ပြောင်းလဲမှုတွေကိုသင်စပြီးတတိထားမိလာပါလိမ့်မယ်သင်ဘာခံစားရနိုင်တယ်လဲသင်စွမ်းပမာဏကတနေ့တာလုံးပိုပြီးတည်ငြိမ်လာပါမယ်စိတ်ခံစားမှုကောင်းမွန်လာပြီးတခြားစားချင်စိတ်လည်းအရင်လောက်မပြင်းထန်တော့ပါဘူးသင်အသားရည်ကြည်လင်လာတာကိုလည်းဒိဋ္ဌာမိနိုင်ပါတယ်အတွင်းပိုင်းမှာဘာတွေဖြစ်နေလဲသင်ခန္ဓာကိုယ်ရဲ့အင်ဆူလင်တုံ့ပြန်မှုကပိုပြီးကောင်းမွန်လာပါတယ်ဒါကရေရှည်ကျန်းမာရေးအတွက်အလွန်ကောင်းပါတယ် ခန္ဓာကိုယ်တွင်ရောင်ရမှုတွေလည်းစတင်ကြော့ကြလာပါတယ်အရင်ကမဟုတ်ဓမ္မမဟုတ်ဆိုတာတောက်တတ်တဲ့ညနေ3နာရီလောက်မှ ဖြစ်တတ်တဲ့အာအင်ကုန်ခန်းမှုကိုမခံစားရတော့ပါဘူးဘလို့ကိုအချိန်ပိုကြာကြာအာယုဆိုင်နိုင်လာတာကိုတွေ့ရပါလိမ့်နံပါတ်3တတိယပပုံစံသစ်ကာလဒီအချိန်မှာတော့တခက်အကျိုးကျေးဇူးတွေကိုစတင် ခံစားရပါပြီသင်ခန္ဓာကိုယ်နဲ့အရသာကံအာယုံတွေပြန်လဲစတင်တိဆောက်လာပါပြီ သင်ဘာခံစားရနိုင်တယ်လဲသင်ရတာခံအာယုံကြောင်းလွှဲလာပါလိမ့်မယ်တဘာဝအစားအစာတွေကပိုချိုပြီးအရသာရှိလာပါမယ်ကိုလေးချိန်ရင်ထူးသဖြင့်ဗိုက်သားတဝိုက်မှာကြာဆင်းလာတာတွေကိုတတိထားမိနိုင်ပါတယ်အတွင်းမိုက်မှာဘာတွေဖြစ်နေလဲသင်အုံနောက်ကပျော်ရွှင်မှုအတွေ့တကြားအပေါ်မိခိုးနေတော့ပါဘူးသင်အသေးဟာ fructose တွေရဲ့ဝင်ပိမနေတော့ပဲအဆီတွေကိုပိုပြီးထိရောက်စွာခြေဖြတ်လာနိုင်ပါပြီပန်းဒီတလုံးဒါမှမဟုတ်베리디တထုပ်ကအလွန်ချုံမိပြီး ကျေနပ်စရာကောင်းတယ်လို့ခံစားရပါမယ်။အရင်ကကြိုက်ခဲ့တဲ့ဆိုတာတငုံတောက်လိုက်ရင်တောက်အလွန်အကျွံချိုလွန်းတယ်လို့ခံစားရနိုင်ပါတယ်။နံပါတ်၄သရုပ်ဒဘတ်နဲ့နောက်ပိုင်းကာလအကျိုးကျေးဇူးတွေကိုဆက်လက်ထိန်းသိမ်းခြင်းအခက်အခဲဆုံးအပိုင်းတွေကိုကြော်ဖြတ်ပြီးသွားပြီဆိုတော့အကျိုးကျေးဇူးတွေကိုခံစားပါရပါပြီ။သင်ဘာခံစားရနိုင်လဲ။ပြင်းရင်နဲ့စွန့်ရင်ကြည်လင်းတဲ့စိတ်ပိုကောင်းတဲ့အိပ်ဆက်ခြင်းနဲ့ရေဘူးရကျမ်းမာပျော်ရွှင်မှုကို ခံစားရပါမယ်။အတွင်းပိုင်းမှာဘာဖြစ်နေလဲ။စီးကျူအမျိုးအစားနှစ်နှလုံးယောဂနဲ့အရက်ကြောင့်မဟုတ်တဲ့အသေးအစီပုံယောဂလိုမျိုးနာတာရှိတွေဖြစ်ပွားနိုင်ခြေကိုတိတိတတ်တာ short ချက်နိုင်ခဲ့ပါပြီ။တင့်ဥလန်းချောင်းကျမ်းမာကြီးလည်းတိုးတက်လာနိုင်ပါတယ်။သူ့ဒေသနာတွေကဘာပြောသလဲ။ Journal of the American Medical Association JAMA သူ့ဒေသနာအဆိုအရအပိုထက်တကြားအများပြားစားသုံးခြင်းဟာ အဝလွန်ချင်းနှလုံးသွေးရောဆိုင်ရာယောဂာနဲ့ဇီဝကာမဖြစ်စဉ်ဆိုင်ရာယောဂာတို့ဖြစ်နိုင်ခြင်းကိုတိုးစေတယ်လို့ဒီဇိုင်းမမဖော်ပြထားပါတယ်။ American Heart Association AHA ကအပိုထက်တကြားကို အမျိုးသမီးတွေအတွက်တစ်နေ့လျင်25ဂရမ်လက်ဖေးစုံ6စုံထက်မပိုပါစေနဲ့။အမျိုးသားတွေအတွက်တစ်နေ့လျင်36ဂရမ်လက်ဖေးစုံ6စုံထက်မပိုစေဘဲစားသုံးဖို့အကြံပြုထားပါတယ်။ ဆိုတာအချိုရည်တပူးမှာတောင်ဒီပမာဏတဲ့ပုံမပါဝင်နိုင်ပါတယ်ဒါကိုသတိပြုစေချင်ပါတယ်တရားဖြန့်နည်းအစဉ်စဉ်လမ်းညွန်နံပါတ်၁ဖွက်ထားတဲ့တရားတွေကိုရှာဖွေပါတရားကတရားလုံးတွေမှာပဲရှိတာမဟုတ်ပါဘူးပေါင်မုတ်ခောက်ဆွဲ sauce အတုပ် sauce ခရမ်းကျင်သီး sauce ဒိန်ကျင်နဲ့မနက်စာကွေကာအုပ်တွေထဲမှာပုံအောင်နေပါတယ်တဲ့ပထမဆုံးအဆင့်ကတော့ အစားအစာတစိမ့်တွေကိုစုံစမ်းထောင်နှံသူတယောက်လို့ဖတ်ဖို့ပါပဲ sucrose glucose fructose maltose corn syrup hydrolyzed starch ကိန်းဂျူစတဲ့ပါဝင်ပစ္စည်းတွေကိုရှာဖွေပါနံပါတ်1တင့်မီးဖို့ကြောင့်ကိုရှင်းလင်းပါတွေ့ဆောင်မှုတွေမရှိရင်ရှောင်ရတာပိုလွဲကူပါတယ်။တင့်ရဲ့စားစရာထားတဲ့နေရာနဲ့ရေခဲတစ်တာတဲကဆိုတာအသီးဖြော်ရေးအချိုမုတ်တွေလို့သိတာတဲ့ကြားပါတဲ့အရာတွေကို ဖျက်ရှားလိုက်ပါနံပါတ်3အစားအစာနဲ့သီးစားတွေကိုကြိုတင်စီစဉ်ပါဗိုက်စာနေတဲ့အချိန်မှာစိတ်ထိနိုင်စွမ်းကအ ਨੇ ဆုံးကိုကြောက်သွားတတ်ပါတယ်သင်အစားအစာတွေကိုတဘာဝအစားအစာတွေနဲ့အစားထိုးစီစဉ်ထားပါပရိုတိန်း၊ကြက်သား၅ကျပ်ပဲမျိုးမျိုးကျန်းမာတဲ့အစီထောပတိအခွန်မာတိအစိအစံတန်လွင်စီအမြင်တက်ဟင်းသီးအင်းရွက်များအထူးသဖြင့်အရွက်ပါပါ အရွက်များမင်းဆက်စာအတွက်ကြားများတဲ့ကွေကာကိုအစားကျုပ်နှလုံးကို ဟိန္ဒူနိုင်ငံထောပတ်သည့်တစိုက်ကို စားပါတေစာအတွက်ဒန်စိလက်တစုံနဲ့ပန်းနီတစ်လုံးကိုစားပါနံပါတ်၄ရေများများတောက်ပါရေတောက်ခြင်းစိတ်ကိုတခြားစားခြင်းစိတ်နဲ့မှတ်တတ်ကြပါတယ်တနေ့တာလုံးရေများများတောက်ပါအရသာလိုချင်ရင်ဆေးဘက်ဝင်ရေနည်းချမ်းကိုတောက်ပါဒါမှမဟုတ်တမယာသည်တခွားသည်စိန်ထားတဲ့ရေကိုတောက်ပါနံပါတ်၅တခြားစားခြင်းစိတ်ကိုစီမံခံခွဲပါတခြားစားခြင်းစိတ်ဖြစ်လာတဲ့အခါအစီအစဉ်တစ်ခုရှိထားပါ၁၀မိနစ်လောက်လမ်းလျှောက်ထွက်သွားပါ ရေတဖန်ခွက်အပြည့်တောက်ပါဒါမှမဟုတ်ဘယ်ဒီသီးနဲ့တခြားမပါဝင်တဲ့ဒိန်ချင်စားပါဒါမှမဟုတ်ကိုကို85ရာခိုင်နှုန်းနဲ့အထက်ပါတဲ့အညိုရင့်အောင်ချောကလက်တုံးလိုမျိုးစားပါကျန်းမာရေးနဲ့ညီညွတ်တဲ့စားကျင်စိတ်ဖြည့်ဖြောက်စရာတစ်ခုခုအစင်သင့်ထားပါနံပါတ်6လူမှုရေးပွဲတွေအတွက်ကြိုတင်ပြင်ဆင်ပါပွဲမသွားခင်ပရိုတင်းများတဲ့တည်စားတစ်ခုခု စားသွားပါဒါဆိုရင်သင်ဟာတွေးဆောင်မှုနေပါသွားပါလိမ့်မယ် ပွဲမှာတစ်သည်ဒါမှမဟုတ်တကြားမပါတဲ့အရာတွေကိုရွေးချယ်စားတော့ပါနံပါတ်9စောက်ကြည့်ပြီးချိန်ညှိပါအပတ်စဉ်ကိုယ်လေးချိန်ချိန်ပါဒါမှမဟုတ်တင့်အဝတ်စားတွေရဲ့ခြောင်ကျက်အခြေအနေကိုကြည့်ပြီးတော့လည်းသိနိုင်ပါတယ်နောက်ပိုင်းမှာအစားအစာတွေကိုသတိထားပြီးပြန်လဲစားသုံးနိုင်ပါပြီအချိုးပွဲတွေကိုတော့ရန်ဖာရန်ခအတွက်သာစားပါညီကုန်းချုပ်ပြောရရင်ဒီရက်30ခီးကတင့်ခနာကိုအတွက်အစွမ်းထက်တယ်ပြန်လဲစတင်ခြင်းတစ်ခုဖြစ်ပါတယ် တင့်ကိုတင်စိတ်ရှိပါပြီးပြည့်စုံမှုတဲ့တိုးတက်မှုအာယုံဆိုင်ပါဒီလိုသာဆိုရင်တင်ဘလောက်ထိပိုကောင်းလာလဲဆိုတာကိုအံ့ဩသွားပါလိမ့်မယ်အပိုထဲ့တကြားကိုရက်30ကြာဖြတ်တောက်တာဟာများသောအားဖြင့်ပုံမူကြည်လင်းတဲ့စွမ်းရင် စားချင်စိတ်နှဲပါလာခြင်းပိုကောင်းတဲ့အိပ်ဆက်ခြင်းနဲ့တိုင်းတာနိုင်တဲ့ဇီဝကာမဆိုင်ရာအကျိုးကျေးဇူးတွေကိုယူဆောင်လာပါလိမ့်မယ်ဒါဟာဉာဏ်ရှိစွာအစားထိုးခြင်းကြိုတင်စီစီခြင်းနဲ့စိတ်ရှိခြင်းတို့နဲ့သက်ဆိုင်ပါတယ် ခန္ဓာကိုယ်ကလင်းမြန်စွာလက်ရောညှိထွေဖြစ်လာပြီးရက်တရပတ်အနည်းငယ်အတွင်းမှာပဲတင့်ကိုကောင်းကျိုးများစွာကို ပြန်ပေးပါလိမ့်မယ်။အဲ့ဒီအထဲမှာကျမ်းမာခြင်းနဲ့အသက်ရှိခြင်းတွေလည်းပါလာပါလိမ့်မယ်။အဆာဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လည်းကြည့်ရှုနိုင်တဲ့ subscribe ကိုကျေးဇူးတင်ပါတယ်။ဒါရက်ခံပါတယ်။ လိုက်နဲ့ share လုပ်တဲ့နှိပ်ပြီးစီးခြင်းပါတဲ့လူသားအားလုံးလူလက်လက်ပြွန်နေတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day